ရှ िख ိုးရင်ဘုရားဆိုတာလက်ုံလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ရုံလေးနဲ့နဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရတုန်နလီသရုံသားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်ဆေးကုမပေးဘူးဆင်းမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေးတေကန်ဒီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေ ဖះကဆုံးလိုက်ကြွလာတဲ့အခါထထောင်ရှင်းမခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့အော်ဒီလိုဖះမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှင်းမခိုးလိုက်ရဘူးခုရှိခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့ကိုချိန်ဘလို့စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာเนาะ လက်ဦးတော်မချီနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာယုံပြုပြီးစိတ်ထဲကကြည်နူးလိုက်ရုံနဲ့နေတယ်မချီလက်ပြရအောင်လူမပြောနဲ့ကဲကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်တဲကဖားလေးတကောင်မြတ်စွာဘုရားတရားဟောတာတပင်အောင်ရေကန်တဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝဝရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့ နားထောင်ကောင်းတဲ့အတန်လေးပဲတိရစ္ဆာန်ဆိုတာအနေရှိတဲ့အတန်လားအနေမရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော်တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေတွန်းချုံထားတဲ့မေတ္တာတွေတွန်းချုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ချီနူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နှွားเจ้าသားကတပြားနဲ့ခေါင်းကိုထောက်ပြီးဖိလိုက်လို့သူ့ခင်ဗျာတေးသွားတာ ။အော်အဲ့ဒီជីနူးတဲ့စိတ်ကလေးဘုရားကိုအာရုံပြုပြီးတော့ជីနူးတဲ့စိတ်ကလေးနဲ့တည်းပဲဟောနတ်ပြေအောင်သွား။ကဲဘလောက်ဆောင်းဆောင်မှုကောင်းတယ်။